ါတော့အရင်မှာအခုလိုမျိုးမြင်နေရတယ် first day second day ပေါ့နော် အဲဒီကောင်လေးတွေကိုဘာလို့ချင်တာလဲဆိုတော့အပေါ်လေးတွေကိုမြင်ပြီးတော့တင်ချင်တယ်အဲ့တော့ SD တို့ ND တို့ RD တို့ပေါ့နော်ဥမာလမ်းနေမယ်လေးဆိုရင်လည်းဒီအနောက်က street တို့ဥမာ TH တို့ပေါ့အဲ့ဒါလေးကိုကိုကဒီအပေါ်လေးကိုမြင်ပြီးတော့မှတင်ချင်တယ်ပြီးရင် H2O တို့ CO2 တို့လိုမျိုးအလဲကတူးလေးတွေအနောက်ကဒီတူးလေးတွေကိုအောက်နှိမ်ပြီးတော့မှဖော်ပြချင်တယ်အဲဒါဆိုရင်ကျတော့ဒီ Microsoft မှာဆိုလို့ရှိရင်အာ super secret sub secret ဆိုတာရှိတယ်အဲ့တော့သူတို့ကကျတော့ဒီ font group မှာအပေါ်ရံမှာပါတယ် အဲ့တော့အိမ်ထဲမှာကကျတော့ तू อ่ะအပေါ်ရံမှာမပါဘူးပေါ့နော်အဲ့တော့တနင်္လာမှာ तू อ่ะသွားတုံးပြရတယ်အဲ့တော့ဘယ်လိုတုံးမှာမလဲဆိုတော့ကိုဒီလက်ကနေပြီးတော့မှဒီလိုကြီးတန်းရိုက်လိုက်တယ် တော့ကာဆာရှိနေတဲ့အချိန်မှာတော့ဒီလိုမျိုးလေးဆက်လက်ကိုတစ်ခါလေးမှတ်လို့ရတယ်အကဲကိုကဒီလိုရိုက်ပြီးတော့နောက်တစ်ခုရိုက်မယ်ဆိုပြီးတော့အန်တာနှိမ့်ချင်းလိုက်တယ်နောက်တစ်ခုတော့ရိုက်လိုက်လို့ရှိရင်ကာဆာကပျောက်သွားရောအဲ့ဒါမျိုးဆိုရင်တော့အဲကာဆာပြန်ချပေးရမယ်နော်အဲ့တော့အိတ်ဆဲမှာကာဆာချလို့ပြောရင်ဒဘယ်ကလစ်နှိမ့်ပေးရမယ်အဲ့တော့ဒဘယ်ကလစ်ဆိုတော့လက်ချက်နှိမ့်လိုက်တယ်အဲ့ဆိုကာဆာလေးပြန်ချသွားပြီပြီးတော့မှကိုလိုချင်တဲ့ SD ကိုဆက်လက်လေးမှတ်လိုက်မယ်အဲ့တော့ ူကဘာမှရှိလဲဆိုရင် home tech ရဲ့ farm group မှာ dialo box launcher လို့ခေါ်တဲ့ဒီမြားလေးပေါ့နော်အောက်စိတ်ကျနေတဲ့မြားလေးမှာရှိတယ်အဲ့တော့အာကွန်ပျူတာမှာကိုသုံးချင်တဲ့အရာတွေဒီအပေါ်ရံမှာအာ ribbon bar မှာအလွယ်တကူမရှိနေဘူးဆိုရင်သူတို့နဲ့သက်ဆိုင်တဲ့ဒီ dialo box launcher လေးမှာသွားသုံးပေးရတယ်အဲ့တော့ဒီ dialo box launcher လေးကိုတစ်ချက်ကလပ်လိုက်မယ်ပြီး box လေးတွေဒီနေရာရွှေ့လို့ရတယ်နော် ဲ့တော့အောက်မှာဒီမှာ super sacred set sacred ဆိုပြီးတော့မှရှိတယ်အဲ့တော့အပေါ်မြင်လာသည် super sacred အဲ့တော့ဒါတွေကဒီအခြေခံပေါ့နော်ဒီ microsoft တွေမှာအခြေခံအခေါ်တွေပါလေကိုတည်ခဲ့လေဆိုရင်ဒီကောင်လေးကမခတ်တော့ဘူးเนาะအဲ့တော့ဒါတွေကအားကြောင့်သူကဒီ computer မှာကြတော့အခေါ်လေးတည်ထားလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်အဲ့တော့ dialogue လမ်းချတဲ့မှာသွားသုံးပြီဆိုရင်သူ့ရဲ့ဒီ icon သင်္ကေတပုံတွေကမပါတော့ဘူးဒီလို name ခေါ်လေးနေလာ ပေါ့เนาะအဲ့တော့အပေါ်ကိုမြင်နေတာက super subscript လို့ခေါ်တယ်တစ်ချက်ကလေးပြီးတော့မှ okay ပြင်လိုက်မယ်အဲဒါဆိုရင်သူအပေါ်ကိုမြင်သွားပြီနော်အကယ်၍ကိုကဒီ data box လမ်းချာကြီးကိုနှိပ်ပြီးတော့တကူတကမသွားခြင်းမို့ဆိုရင်တော့သူ့ရဲ့ shortcut key လေးကအဲ့လိုပဲ cursor လေးချလိုက်မယ်သူ့ရွှေ့လိုက်မယ် shortcut key ကကျတော့ control နဲ့1နဲ့အဲ့တော့ control လေးနဲ့1နဲ့ကိုနှိပ်လိုက်လို့ရှိရင်လည်းအဲဒီမှာဒီ box လေးပေါ်လာလိမ့်မယ်ပေါ့နော်ပြီးရင် super secret ရွေးပို့ခဲ့မယ် ငံရဲ့လွယ်လွယ်လေးရေပေါ့နော်အဲ့တော့ဒီ first day second နေတက်တည်ဒီလက်ကနေအကုန်လုံးတောက်လျှောက်ရိုက်စီရမလို့ဘူး auto fill ကိုဆွဲချလို့ရတယ်အဲ့တော့တစ်ချက်ကလစ်ပြီးတော့မှအပေါင်းပုံအမိလေးဖြင့်ကုလိုချင်တဲ့အခြေကိုဆွဲလိုက်အဲဒါဆိုရင်ဒါအပေါ်မြင့်နေကိစ္စပြီးသွားပြီ ်။အဲ့တော့အခုလဲအဲ့လိုပေါ့နော်ညီမစကူပေါ့ street ပေါ့အောက်က th ပေါ့ဘလို့ပဲကာဆာလေးချတယ်ဇလက်မှတ်တယ် control လေးနဲ့ one လေးနဲ့ကိုနှိပ်လိုက်မယ် super secret အဲဒါဆိုရင်သူအပေါ်မြင်သွားတယ်။ဒီ th လေးကိုလည်းတုံးခြင်းနဲ့ကာဆာလေးပြန်ချမယ် control လေးနဲ့ one လေးနဲ့ကိုနှိပ်မယ် super secret ဖြစ်ပေပေါ့နော်။အဲ့တော့အကယ်၍အောက်ကိုချခြင်းနဲ့ဒီ two လေးကိုအောက်ကိုချခြင်းနဲ့အဲ့လိုပဲကာဆာလေးချပြီးတော့မှဒီ two လေးကိုဇလက်မှတ်မယ် control one လေးကိုနှိပ်။သူကကြတော့ subscribe ပေါ့နော်အောက်ကိုချတာကြတော့ subscribe ကိုရေးပြီးတော့ OK ပဲเนาะဒါဆိုရင်တော့အောက်ကြပါတယ်အဲ့တော့ CO2 လည်းအဲ့လိုပဲ2လေးကိုဆက်လက်မှတ်တယ် control လေးနဲ့ y လေးနဲ့ကိုနှိမ့်မယ် subscribe ပြီးရင် OK ပဲအဲအဲ့တော့ဒါကအာဒီ exam မှာ super subscribe subscribe အသုံးယူနေနေပါ